BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လွှင့်ချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို bbc.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာရှိခဲ့ညချမ်းချိန်ခါဖြစ်ကြပါစေခင်ဗျာအောက်တိုဘာလ2ရက်ကျော်သာပရီညချမ်းတွေ့ BBC မြန်မာပိုင်းစီစဉ်တွေကိုလန်ဒန်မြို့တော်ကနေတိုက်ရိုက်ထုတ်လွှင့်နေပါတယ်ကျွန်တော်ဝီဖြိုးပါကရီနီနဲ့လက်လွတ်ထားတဲ့မြို့တွေကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ရာစစ်တပ်ကဇက်တိုက်ထိုးစစ်ဆင်နေပါတယ်စစ်ကောင်စီရဲ့ညီမချက်ကတော့ရှင်းပါတယ်သူတို့ကတော့ဒီမြို့တွေနောက်စီပေါ်ရေးလုပ်ငန်းတွေရှိတဲ့နေရာတွေနေစာပေါ်တွေရှိတဲ့နေရာတွေကိုပြန်ပြီးတော့မှလိုချင်တဲ့ပုံစံနဲ့စစ်ကြောင်ထိုးလာတာဖြစ်တယ်ပေါ့နော်ဒီအကြောင်းအသေးစိတ်ကြားကြဖို့ရှိသလိုနိုင်ငံတကာဘက်ကကြည့်ပြန်ရင်လည်း We understand that these small boats at the moment are either being escorted. ကာဇါကိုအကူအညီပေးလာနေတဲ့သင်္ဘောအုပ်စုကိုအစ္စရေးကထိန်းချုပ်လိုက်တဲ့အကြောင်းပါဝင်ထိတ်တန့်ရောက်နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးဖို့ရှိနေပါတယ်ခင်ဗျာ။ဂါဇာကိုစံနာမှုအကူအညီတွေပေးနိုင်ရေးအုပ်စုဖွဲ့ပြီးလာတဲ့သင်္ဘောငယ်တွေကိုအစ္စရေးကကြားဖြတ်ဟန်တာလို့ထိန်းချုပ်ခေါ်ဆောင်သွားပါတယ် ဲ့လိုစာနာမှုအကူအညီပေးရေးပရဟိတသမားတွေခေါ်ဆောင်တောခံရတဲ့အပေါ်ဆိုရင်လည်းအကြောင်းနိုင်ငံတကာခေါင်းဆောင်တွေထုတ်ဖော်ပြောဆိုနေရပါတယ်။စပိန်အစိုးရဟာအခုကိစ္စအတွက်မက်ဒရစ်မြို့မှာရှိတဲ့အစ္စရေးပန်ကိုယ်စားလှယ်ကိုဆင့်ခေါ်လိုက်သလိုအိုင်လန်နိုင်ငံသားဝန်ကြီးကလည်းသူ့ရဲ့ထိတ်တဲအရာရှိတချို့နဲ့အတူအစည်းအဝေးခေါ်ယူပါတယ်။တင်မောအစုကြုံတွေ့ရတဲ့အခြေအနေတွေအကြောင်းအရှိအလယ်ပိုင်းဆိုင်ရာ BBC သတင်းတောက်ယိုလန်နယ်ပြောတာက We understand that these small boats at the moment are either being escorted or taken into the ဒီသမုံငယ်အုပ်စုကို Israel တောင်ဘက်ပိုင်းစိတ်ကမ်းရှိရာခေါ်ဆောင်သွားတယ်လို့နားလည်ထားပါတယ်။ဒီလှုပ်ရှားတက်ကြွသူတွေကိုပြင်းထန်တဲ့ပေးမဲ့တရားဝင်လုပ်ငန်းစဉ်စတင်နေပြီလို့လည်း Israel နိုင်ငံရဲ့ဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ဆိုပြီးပြောသွားတာပါ။တခါ American သမ္မတ Trump ရဲ့ Gaza ညင်ညင်အစီအစဉ်ပေါ် Hamas အဖွဲ့ကတုံ့ပြန်နေတာမှာ Israel စစ်တပ်ကိုတိုက်ခိုက်နေတဲ့အဓိက Hamas လက်နက်ကိုင်အုပ်စုဖြစ်တဲ့ ကာဆမ်တမရဲ့ခေါင်းဆောင်အစ္စဒင်အလ်ဟတ်နဲ့ညီငယ်အကျိုးတော်ဆောင်တချို့အဆက်အသွယ်ရခဲ့ပါတယ်ထရမ့်ရဲ့အစီအစဉ်အပေါ်အဲ့ဒီသူလက်မခံတဲ့ပုံစံမျိုးတွေ့ရတယ်လို့အကျိုးတော်ဆောင်တွေကပြောပါတယ်ဟာမတ်အဖွဲ့တစ်ခုလုံးအနေနဲ့ကတော့တရင်ဝင်တုံ့ပြန်တာမျိုးမပြုတ်လုပ်သေးပါဘူးအစ္စရေးစစ်တပ်ကလည်းဂါဇာထဲမှာဆက်လက်တိုက်ခိုက်နေစေဖြစ်ပါတယ်အင်ဒိုနီးရှားနိုင်ငံအရှိဂျာဘာကျွန်းကျောင်းအဆောက်အအုံပြိုကျခဲ့မှုမှာအပျက်စီးပုံတွေရောက်ပိတ်မိနေသူတွေလည်းအသက်ရှင်လျက်ကျန်ရစ်တော့တဲ့လက္ခဏာမတွေ့ရတော့ဘူးဆိုပြီးတာဝန်ရှိသူတွေကပြောပါတယ် We did assessments twice to find out whether trapped victims were still alive. ဒါရှင်လေရှိမရှိဆိုတာကိုလိုအပ်တဲ့စက်ကရီယာတွေပုံပြီးစစ်တာအပေါင်းဝင်နီးမျိုးစုံနဲ့ကျွန်တော်တို့နှစ်ကြိမ်တိုင်တိုင်ဆန်းစစ်ခဲ့ကြပြီဖြစ်ပါတယ်။ပြန်လဲတုံ့ပြန်တာမျိုးတစုံတရာမရှိတော့သလိုအသက်ရှင်တဲ့လက္ခဏာမတွေ့ရတော့ပါဘူးဆိုပြီးတာဝန်ရှိသူတူပြောသွားတာပါ။အဲ့ဒီအိဗယ်ဟာကြောင်းပြူကြခဲ့မှုအတွင်းပျောက်ဆုံးနေတဲ့အယောက်60နီးပါးရဲ့မိသားစုဆွေမျိုးတွေအတွက် Wellness Way သတင်းဖြစ်သွားပါလိမ့်။ ရှာမြဖြစ်နေသူအယောက်60နီးပါးလဲကအများစုဟာစေကျော်သက်အရွယ်ယောက်ျားလေးတွေဖြစ်တယ်လို့သိရပါတယ်ရှမ်းပြည်နယ်မြောင်ပိုင်းကတန်းတက် TNL ထိမ့်ချုပ်ထားတဲ့ကြောင်မဲမြို့ကိုစစ်တကအောက်တိုဘာ၁ရက်နေ့မှာပြန်လည်ထိမ့်ချုပ်နိုင်ခဲ့တယ်ဆိုပြီးစစ်ကော်မရှင်ကကြေညာပါတယ်။ TNL ထိမ့်ချုပ်ခဲ့တဲ့ရှမ်းမြောက်ကလမ်းညိုတစ်ဆက်တစ်ဆက်လည်းဖြစ်တဲ့နောင်ချိုကိုစစ်တကပြီးခဲ့တဲ့ဇူလိုင်လနဲ့မှာပြန်လည်သိမ်းပိုက်ခဲ့ပြီးနှစ်လကျော်အကြာမှာပဲအခုလိုကြောင်မဲကိုပါ TNL လက်လွတ်လိုက်ရတာဖြစ်ပါတယ်။ အခုဆိုရင်ရှမ်းမြောက်ပိုင်းတန်တက်ဂျင်နယ်လေးထိမ့်ထုတ်ထားတဲ့နံပါတ်2နဲ့မန်တုံမြို့နယ်တွေမှာစစ်တပ်ကလေကြောင်းတိုက်ခိုက်တာတွေပြုလုပ်နေပါလေနံပါတ်2မြို့ပေါ်အမှတ်၈ရပ်ကွက်ပုတ်ပါယုံကျောင်းဒီတစ်ပိုက်ကိုဒီကနေ့မနေ့ပိုင်းလေကြောင်းကနေကျဲလိုက်တဲ့ဘုံကြောက်ရောက်ပောက်ကွဲခဲ့တာကြောင့်စစ်ဆောင်၃ရောက်ပိတ်ဆုံးခဲ့ရပြီးကလင်းငယ်၂ရောက်ပေါဝင်9ရောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့မြေပြင်သတင်းချင်းတွေကပြောပါလေအဲ့ဒီတိတ်ဆုံးသွားသူတွေဟာကြောင်မဲကတိုက်ပွဲတွေကြောင့်နံပါတ်2ဘက်စစ်ဆောင်လာတဲ့သူတွေဖြစ်တယ်လို့ဆိုပါလေ မြမပကြီးလောကမှာနာမည်အကျော်အကြီးဆုံးဖြစ်တဲ့ပကြီးဆရာကြီးဦးလွန်းကျွယ်ဟာဒီကနေ့မနေ့ပိုင်းမှာရန်ကုန်မြို့မှာကွယ်လွန်သွားတယ်လို့မိသားစုနဲ့နှိဆက်သူတွေနဲ့ပကြီးလောကအပိုင်းဝိုင်းက BBC ကိုပြောပါတယ်ဦးလွန်းကျွယ်ဟာပြီးခဲ့တဲ့သတင်းပတ်တုန်းကမှသူ့ရဲ့အသက်65နှစ်ပြည့်မွေးနေ့ပကြီးပြောင်းပွဲကျင်းပခဲ့ပါသေးတယ်1930ပြည့်နှစ်စက်တင်ဘာ24ရက်ဖွာဦးလွန်းကျွယ်ဟာပကြီးဆရာကြီးတွေဖြစ်ကြတဲ့ဦးသိန်းဟန်ဦးပတ်ဝင်းဦးငွေကိုင်းဦးစံဝင်းနဲ့ဦးချမောင်တို့ထံမှပညာသင်ခဲ့သူဖြစ်ပြီးကိုယ်တိုင်လည်း 1954မှာပကြီးစရာဖြစ်သိပ္ပံကနေဘွဲရခဲ့သူတယောက်ဖြစ်ပါလေဂျူးဘာသာဝင်တို့ရဲ့အထွတ်မြတ်ဆုံးနှစ်ယွန်ကစ်ပူးနေ့မှာအင်္ဂလန်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ဂျူးဖျားကြောင်ရှိတိုက်ခိုက်မှုဖြစ်ခဲ့ပါလေလူအုပ်ထဲကိုကားနဲ့ဝင်တိုက်ခဲ့တာဖြစ်ပါလေမန်ချက်စတာရဲတပ်ဖွဲ့ရဲ့အဆိုအရအဲ့ဒီတိုက်ခိုက်မှုကြောင့်လူနှစ်ယောက်သေဆုံးခဲ့ရပြီးနောက်ထပ်၃ယောက်လည်းဒဏ်အပြင်းထန်ရောက်သွားပါလေဒါအပြင်လူတယောက်လည်းဒဏ်နဲ့ထိုးခံရတယ်လို့ဆိုပါလေတိုက်ခိုက်သူလို့တန်မြတ်ရှိရသူကိုပြက်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ရဲကပြောပါလေအဲ့ဒီလူသေဆုံးသွားကြောင်းယုံကြည်ရပါလေ နိုင်ငံတော်ကဂျူးဖျားရောက်နေရှိရဲအဆောင်ရှောက်တွေပို့ပြီးနေရာချပေးမယ်ဆိုပြီး UK ဝန်ကြီးချုပ် Keir Starmer ကပြောပါလေ။ Analytica ဝင်ဦးစွန်းကနေသူတေသနာအတွက်ဖဲ့ယူထားတဲ့တက်တန်းအရင်ဆုံးလည်းဖြစ်နောက်ဆုံးလက်ကျန်လည်းဖြစ်တဲ့ရေခဲလုံးကြီးကိုအင်္ဂလန်က Antarctic လေလာရေးသူတေသည့်အဖွဲ့အရေးဖြောလိုက်ကြပြီဖြစ်ပါလေ။အဲ့ဒီသူတေသနာကနေကမ္ဘာတဘာဝပတ်ဝန်းကျင်နဲ့ရာသီဥတုဆိုင်ရာအချက်အလက်တွေကိုနှစ်ပေါင်းတပန်းခွဲစွာရရှိနိုင်မှာဖြစ်ပါလေ။ရေခဲတွေလည်းပတ်ဝန်းကျင်လေလူနမူနာတွေနဲ့အပူချိန် ဖန်လုံဒံဝိဆိုင်ရာအချက်လက်တွေကိုနှစ်ပေါင်းများစွာအတွက်ရရှိသွားမယ်လို့မျှော်လင့်နေကြပါတယ်ခင်ဗျာကထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ် Facebook, YouTube, Instagram နဲ့ Viber မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနာဆင်နိုင်ပါတယ်။ BBC TV စီစဉ်ကိုမြစီမ TV မှာရှုစားနိုင်ကြပါတယ်။ကိုယ်ပင်နေရာပဲရောက်နေနေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။တော်ရရှိမြောက်ခမဂရင်းဒီဒီမော့ဆိုမြို့ပေါ်ကိုထိန်းချုပ်လိုက်နိုင်တဲ့စစ်တပ်ဟာဖရူဆိုနဲ့ဘော်လခဲမြို့တွေကိုပါဆက်ပြီးထိုးစစ်ဆင်နေတယ်ဆိုပြီးမြေပြင်စစ်ရေးအခြေအနေသိရှိသူတွေကပြောပါတယ် စစ်တပ်ဟာကရင်နီရဲ့လက်လွတ်ထားတဲ့နေရာတွေကိုပြန်လည်ထိန်းချုပ်နိုင်မှုရာဒီနှစ်ထဲမှာဇက်တိုက်ထိုးစစ်ဆင်လာနေတာပါဒီအကြောင်းကုမှုမြင့်စုစည်းပြောပြထားပါတယ်ပြီးခဲ့တဲ့ဩဂုတ်လကဒီမော့ဆိုမျိုးပေါ်ကိုစစ်တပ်ကပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက်အခုအခါဒီမော့ဆိုကတဆင်ဖရူဆိုမျိုးတွေကစစ်တင်နှန်းကြောင်းအထိစစ်ရင်နှန်းတွေဝင်ရောက်သွားတယ်လို့ KND အမျိုးသားများကာကွယ်ရေးတပ် KNDF ကပြောပါတယ်ဖရူဆိုကနေတဆင်ဘော်လ်ခဲမျိုးကိုစစ်ကြောင်းဆက်ဝင်နိုင်ဖို့ပါပြင်ဆင်နေတယ်လို့သိရပါတယ် ကီယနီဒေါ်လာရေးတပ်တွေဟာဒီမော့ဆိုဖရူဆိုနဲ့ဘော်ခဲမျိုးတွေမှာမျိုးရင်းစစ်တပ်စခန်းတွေကိုမသိမ်းနိုင်ခဲ့ပဲမျိုးပြင်ကနေပဲပိတ်ဆို့ထားနိုင်ခဲ့တာပါ။ဒါကြောင့်စစ်တပ်ဟာမျိုးရင်းတွေထဲမှာရှိနေတဲ့တပ်စခန်းတွေနဲ့ပူးပေါင်းနိုင်အောင်အခုလိုစစ်ကြောင်းထိုးဝင်ရောက်လာတာပါ။လက်ရှိဒီမော့ဆိုမျိုးပြင်ဒေါ်ငန်ခါရက်ကွက်အနီးမှာတိုက်ပွဲဆက်ဖြစ်နေပြီးစစ်တပ်ကမဲဆက်အထိပြန်ယူနိုင်တယ်လို့ KNDF ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုတာရဲဆိုကပြောပါရတယ်။ဘော်လခဲကိုရောက်ရင်ဘော်လခဲမှာအင်အားတွေပြန်စုပြန်ဖြည့်ပြီးတော့မှ ဖားဆောင်ကိုပြန်တက်လာမယ်ပေါ့နော်ဖားဆောင်ကနေပြီးတော့မှဖြစ်နိုင်တော့မော်ချီဒါမှမဟုတ်လည်းမဆဲတို့ကိုလည်းဒါပြန်ပြီးတော့မှယူမဲ့ပုံစံမျိုးဖြစ်တယ်ပေါ့နော်စစ်ကောင်စီရဲ့ဒီမချက်ကတော့ရှင်းပါတယ်သူတို့ကတော့ဒီမြို့တွေနောက်ပြီးတော့မှအဓိကဟိုစီပေါ်ရေးလုပ်ငန်းတွေရှိတဲ့နေရာတွေနေစာပေါ့တွေရှိတဲ့နေရာတွေကိုပြန်ပြီးတော့မှလိုချင်တဲ့ပုံစံနဲ့ဒါဟိုစစ်ကြောင်ထိုးလာတာဖြစ်တယ်ပေါ့နော်ကင်းဒီမှာရှိတဲ့ဒေါ်လာရင်းအင်အားစုတွေဟာနေမြေအလိုက်စစ်မျက်နှာဖွင့်ထားရလို့တစုတစည်းတည်းမဖြစ်တာကြောင့်စစ်တပ်ကိုဟန်တာဖို့အခက်အခဲရှိနေတာလို့လည်းသူကစစ်ပြောပါတယ် ဒါပေမဲ့ KND ရဲ့ဒုစီဦးစီးချုပ်မာဝီကတော့ KND ပြည်ကတလတ်တလတ်ရတဲ့သိန်းသောင်းချီအခွန်တွေကိုအဖွဲ့တွေခွဲဝေတုံးနေရတာကြောင့်လက်နက်ခဲယမ်းဝယ်ယူနိုင်ဖို့အပိုင်းမှာအားနည်းမှုရှိနေတာလို့ပြီးခဲ့တဲ့ရက်ပိုင်းချင်းမိုင်မြို့မှာကျင်းပတဲ့ကရား KND ရိုးရာဒီကူပွဲတော်မှာပြောခဲ့ပါတယ်စစ်တပ်ဝင်ရောက်နိုင်ဖို့ကြိုးစားနေတဲ့ဘောလ်ခဲမြို့ဟာရွေးကောက်ပွဲအပိုင်းတစ်မှာပါဝင်ပါတယ်ဒါကြောင့်ဒီနေရာကိုစီးရဲရဦးစားပေးဆောင်ရွက်နေတာလို့ CDM ဗိုလ်ကြီးစင်ရော်ကပြောပါတယ် ဒီဘောလခက်ပြီးတော့မိုးပြဲနဲ့ဖဲကုံဒီမော့ဆိုးအနောက်ချမ်းပါပဲဒီမော့ဆိုးအနောက်ချမ်းနဲ့ဆက်ဆက်တဲ့နေရာတွေကိုနည်းမြေရှင်းမဲ့အနေထားမျိုးလိုပဲကျွန်တော်တို့ကတော့မှန်းဆပါတယ်ဗျအဲ့တော့သူတို့ဒီလောလောဆယ်အရေးကြီးနေတယ်ပေါ့နော်ဘောလခဲနေမြေဘာလို့လဲဆိုတော့ပထမအရင်မှာလိုက်ကွန်နဲ့ဘောလခဲပဲလုံမှာအဲ့တော့ဘောလခဲကိုပဲသူတို့တွန်းအားပေးပြီးတော့စစ်ကြောင်းတွေရွေ့မယ်အပိကမှာဘောလခဲတစ်မျိုးလုံးကိုသူတို့ကွက်ပြေးပြန်ပြီးထိန်းချုပ်ပြီးကမှရွေးကောက်ပွဲလုံးလို့ရအောင်လုပ်သွားမယ်အနေထားမျိုးလိုပဲကျွန်တော်တို့ကတော့မြင်ပါတယ်ဗျဟုတ်ကဲ့ PNP မှာရွေးကောက်ပွဲကျင်းပမယ်လို့သတ်မှတ်ထားတဲ့နေရာတွေကစစ်ဇုံတွေဖြစ်နေတာကြောင့်ပြည်သူတွေနေထိုင်မှုမရှိဘဲစစ်တပ်နဲ့ပတ်သက်တဲ့မိသားစုဝင်တွေပဲရှိတာလို့မြေပြင်မှာရှိတဲ့သူတွေကပြောပါတယ်။အခုလိုတိုက်ပွဲတွေဖြစ်နေတဲ့ဒေသတွေမှာလေယာစိုက်ပျိုးရေးလုပ်ငန်းတွေကျဆင်းလာနေပြီးထွက်ရှိတဲ့စပားတွေကိုလည်းဈေးကွက်ထဲအထိရောက်အောင်တင်ဖို့ရောင်းချနိုင်မှုရအခက်အခဲတွေရှိနေပါလေအဲ့လိုအခြေအနေတွေအကြောင်းကိုတော့ကုမြင့်တွင်စူးစီးပြောပြထားပါလေ အရင်ကရခိုင်ပြည်နယ်ကထွက်ရှိတဲ့ဆင်စပါးတွေကိုဒီမနဲ့တရုတ်ဘင်္ဂလားဒေ့ရှ်စတဲ့ဒီပါစိကွက်တွေအထိတင်ပို့ရောက်ချလို့ရခဲ့တာပါ၂023ခုနှစ်မှာမြို့သိမ်းတိုက်ပွဲတွေစဖြစ်ခဲ့ခြင်းကစားပြီးအဲ့ဒီလိုဈေးကွက်တင်ပို့ရမှုမရှိတော့ဘဲဒေသအတွင်းမှာပဲအဓိကရောက်ချနေကြရတာဖြစ်ပါတယ်လက်ရှိအာရခတက်တော် AA နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဆက်စပ်ရေးတင်းမာနေတာကြောင့် ။ဘင်္ဂလားဒေ့ရှ်ဘက်ကလည်းကုန်တယ်မှုလက်ညှိုးတွေကိုပိတ်ထားလို့ထက်စပါးတွေရောင်းမရဘူးဖြစ်နေပါတယ်။မကြခင်ရခိုင်မှာစပါးတွေစပ်ပေါ်တော့မှဖြစ်ပေမဲ့လက်ရှိဒေသတွင်းအခြေအနေတွေကတည်ငြိမ်မှုမရှိတာကြောင့်စပါးတွေရောင်းချလို့ရနိုင်မဲ့အလားအလာမရှိဘူးလို့တောင်သူတွေက ပြောပါတယ်။ပုံနှံ့ညွန့်မြို့နယ်ကတောင်သူတူပြောပြချက်ကိုအသင်စာထုတ်ဖက်ပြထားပါတယ်။တိုက်ပွဲဆဖြစ်တဲ့2023ကနေအရှုံးပေါ်တာစပားဆိုင်ပြိုးတဲ့ရာသီ၄ရာသီနီးပါးရှိနေပြီလက်ရှိမှာရခိုင်မှာစပားစည်းကပေါ်ဆမ်းမွေးတရားကိုကြက်၆သိန်းခွဲဝင်းကျင်ပဲရှိတယ် စဘာအစ်ပေါ်ရင်လည်းအဲ့ဒီဝင်းကျင်ပဲရှိမှာပါဈေးကောင်းရနိုင်မဲ့နေထားတော့မျောလင့်လို့မရဘူးဘာဖြစ်လို့လဲဆိုတော့စဘာရောင်းချဖို့အားကိုးလို့ရတဲ့ဈေးကွက်မရှိဘူးဒေတာရင်းစားသုံးသူတွေကိုပဲအဓိကထားရောင်းချနေကြရတာဒါအပြင်စစ်သုံးစီနဲ့တမင်ဩဇာကိုအိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်ကနေတင်သွင်းရလို့ဈေးမြင့်မားနေတယ်လို့စဘာပေါက်စဲကလည်းရောင်းနေနေတဲ့အတွက်တောင်သူတွေအရှုံးနဲ့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်ရခိုင်ပြည်နယ်မှာမိုးစဘာစိုက်ပျိုးဧကပေါင်းစင်းနှသိန်းကျော်ရှိပြီးပုံမှန်အားဖြင့်စစ်သိန်းခန့်ကိုစိုက်ပျိုးလေးရှိကြပေမဲ့ အခုနှစ်စပားစပ်ပြုတ်ရသည်မှာစပားစပ်ပြုတ်မှုပမာဏအထက်ဝက်ခန့်အထိရောကြတော့ပါတယ်အလားတူတိုက်ပွဲတွေဖြစ်နေတဲ့ဂရယပြည်နယ်ဂရင်းနီဘက်မှာလည်းစီးရဲနဲ့လက်ပတ်ဆက်သွယ်ရေးအခက်အခဲတွေရောက်စပားစပ်ပြုတ်မှုတွေရောနေတော့ပါတယ်စပားစပ်ပြုတ်မြေဧကတသဝင်းကျေတာရှိတဲ့ဂရင်းနီဒေသဟာစစ်ဘေးနဲ့သဘာဝပြေးတွေရောက်ဘာအထွန်းုံရောနေတော့လို့ဒေသတွင်းစံနေရိခါဖုံလုံးမှုရှိစေဖို့ဆိုပြီးပြည်ပကိုစပားတွေထုံမယောင်ဖို့ဂရင်းနီကြာကာလတောင်စီ IEC ကပြီးခဲ့တဲ့နှစ်ကစလို့ကန့်သက်ထားပါတယ် ဒီအရှင်နေတွေနဲ့ပတ်သက်လို့ခရင်ရင်ဒေသခံတူပြောတာကဒီပောက်မပြောနဲ့ဒီနေရဲ့အပြင်ဟိုမှာတော့ထုတ်ခွင့်မရတဲ့ခါကျတော့အဓိကတစ်ချက်ကတော့စပြောလူနေတဲ့ဒီလိုရှင်စပ်ဘာလို့မြေပြာမထွက်တဲ့ခါကျတော့ဝင်ဝင်နေတယ်အရာရလို့မရောင်းလို့မရဆိုအခုစဘလို့ဖြစ်နေလဲဆိုရင်ဒီဒီကဆက်ဆန်နဲ့တချို့ဟာဆိုမဝင်စားနိုင်တော့ဘူးလေးစားတယ်ပေါ့နော်အဲ့လိုမျိုးအနေထားတော့မှရှိလာတယ်ပေါ့ဒါအပြင်ရှင်ပြည်နေဘက်တယ်မှာလည်းတချို့နေရာတွေမှာတိုက်ပွဲတွေဖြစ်နေတဲ့အတွက် စပန်နဲ့တခြားသိနယ်စိုက်ပျိုးရေးလုပ်ငန်းတွေကိုဆွန့်လွှတ်ထားရတာတွေရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။နေပြည်တော်ပြည်မနာမြို့နယ်တစ်စိတ်မင်းရွာမှာစစ်တပ်ကွန်ပျူတာနဲ့အစ္စလမ်ဘာသာရေးဝန်ကြောင်းတော်ဆောက်လုပ်ဖို့ရာခြံစည်းရိုးခတ်နေတာကိုအမျိုးသားရေးလှုပ်ရှားသူတွေနဲ့တန်ခါတချို့ကန့်ကွက်တောင်းဆိုပြီးဆန္ဒပြဖို့လုပ်ခဲ့တာကြောင့်အဲ့ဒီအဖွဲ့ကိုစစ်တပ်ကစက်တင်ဘာလကုန်မှာခေါ်ယူစစ်ဆေးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေရာမှာဘလို့အခြေအနေမျိုးထိပ်ရောက်နေပါပြီလဲ။မက်တီရန်တွေပြောပြပေးမှာပါ။ အမျိုးသားရေးလှုပ်ရှားသူတွေနဲ့တန်ခါတချို့ကန့်ကွက်တားဆီးနေတယ်ဆိုရဲပြည်မနာမြို့နယ်သစ်စိတ်ပင်ရွာကဗလီဆောက်မဲ့မြင်းနေရဟာ2024ခုနှစ်ဧပြီလမှာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကဘာသာပေါင်းစုံအတွက်ချစ်ကြည်ရေးဆိုပြီးမြင်းနေရတွေခွဲပေးခဲ့တဲ့နေရာဖြစ်ပါတယ်လက်ရှိအဲ့ဒီနေရာမှာဗလီမြေအတွက်ခြံစည်းရုပ်ကာခွင့်ခွင့်ပြုမဲ့ရထားတာကြောင့်ခြံစည်းရုပ်ကာထားပြီးအဲ့ဒီအတွက် ခွင့်ပြုမိတ် V9 သာကတ်ထားသေးတယ်လို့ဒီအကြောင်းသိသူတွေကပြောပါတယ်။ဗလီဆောက်လုပ်ခွင့်ကိုတော့တက်ဆိုင်ရာဌာနတွေကိုပြန်လည်စတင်ထားတယ်လို့ဆိုပါတယ်။ဗလီခွင့်ပြုချက်အကြောင်းအသေးစိတ်သိထားတဲ့အစ္စလမ်ဘာသာဝင်တယောက်ပြောပြတာက2024ပြည်ကြီးလာလေးလာပေါ့ညာ။ဘိုးချုပ်မူးကနေပြီးတော့မှသတိတိတိဆမ်းမမှာဒီဘာသာပေါင်းစုံကိုဤဤကဤကကြည့်တယ်။အစ္စလမ်ကလေးလာပြီးတယ်။ 先生個態度硬到收唔到皮嘅，好難話得得啲嘢話得啲咩嘅。第二間嘅嘅，哎呀，話到黃龍幾多？山下啲人啲咩啊？第二啲咩嘅？話到黃龍出邊啲嘢講完嘅，啊，山下啲人啊，對藥話你啲咩嘅？ အမျိုးသားရေးလှုပ်ရှားသူတွေနဲ့တန်ကတချို့ကတော့လက်မလျှော့ပဲအဲ့ဒီနေရာမှာဗလီမဆောက်ရေးဆက်လက်ကန့်ကွက်ဖို့စီစဉ်နေတယ်လို့ဒီအကြောင်းသိသူတွေက BBC ကိုပြောပါတယ်အခုလိုတွေကန့်ကွက်တားဆီးနေတာမဖြစ်သင့်ကြောင်းမန္တလေးဒေသခံတူသုံးသက်တာကနိုင်ငံရေးအကြောင်းလေးတွေဖြစ်လာကြတယ်ဒီတိုင်းဖြစ်လာကြတယ်ဒီတိုင်းမှာဒီဒီအချမ်းနဲ့ပတ်သက်တဲ့ပြဿနာတွေပဲဆက်ဆက်ထုတ်ပြီးတော့ဟိုဟာပေါ့ပြဿနာတွေဖန်တီးမဲ့ပုံစံမျိုးတွေဖြစ်ဖြစ်လာတာကတိုင်းပြည်လေဘရောမှာတိုးတက်မှာမဟုတ်ဘူးဒီဒီနိုင်ငံသားအချင်းချင်းလေဘရောမှာ 这个嘛没有，那社会关系人多一点就偏了。就伢大女儿干婚你伢个，大女儿离不开你，看你伢个，你两个人不讲话做长辈，咱两无两无不顾虑就比较些了。 ဗလီအတွက်ခြံစည်းရိုးခတ်နေတာကိုကန့်ကွက်တားဆီးခဲ့တဲ့အမျိုးသားရေးလှုပ်ရှားသူတွေနဲ့တန်ခါတချို့ကိုစစ်တပ်ကစက်တမာလ30ရက်နေ့မှာခေါ်ယူစစ်ဆေးခဲ့တယ်လို့သတင်းတွေမှာဖော်ပြခဲ့ပေမဲ့နောက်ဆက်တွဲအခြေအနေကိုတော့တိကျအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ဗလီမြေနေရာမှာတွားရောက်တားဆီးကန့်ကွက်တာနဲ့မြေနေရာချထားပေးတာကိုကန့်ကွက်စာတင်ထားတယ်ဆိုတဲ့အပေါ်အသေးစိတ်သိရဖို့အမျိုးသားရေးလှုပ်ရှားသူတွေကို BBC ကဆက်သွယ်ခဲ့ပေမဲ့ပြန်လည်ဖြေကြားဖို့ညှင်းဆန်ခဲ့ကြပါတယ်ရှင်။ တို့ရရှင်မြခင်ဗျာဒီညတွေ့ BBC မြန်မာပိုင်းရဲ့ရေဒီယိုဓာတ်ရိုက်ထုတ်လွှင့်မှုတွေကိုတော့ဒီမှာပဲရနာခွင့်ပြုပါအခုကြားခဲ့ရတဲ့သတင်းတွေနဲ့အတူသတင်းဆောင်မနဲ့သုံးသက်ချက်တွေရုပ်သံစီစဉ်တွေကို www.bbcburmese.com မှာလည်းအချိန်နဲ့တပြေးညီတင်ဆက်ပေးနေပါတယ် BBC ကိုအားပေးလို့အထူးပဲကျေးဇူးတင်ပါတယ်တို့ရရှင်မြအားလုံးကိုစိတ်နှပါကျမ်းမာချမ်းသာတော်မူကြပါစေခင်ဗျာ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။